အလုံးမမင်္ဂလာပါခင်ဗျာ90 ticket soccer စံတွေကလည်းပြန်လည်ကြိုးစားလိုက်ပါတယ်ဒီနေ့တောက်ကြနေ့မှာတော့ Premier League တပွဲ La Liga တပွဲ Serie A တပွဲ Bundesliga တပွဲပြင်သစ်လီဂူတပွဲစွပ်ပေါင်း၅ပွဲအထိကစားဖို့ရှိပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဘုံမောင်းနဲ့ဖူဟန်ကစားမဲ့ပွဲကို preview လုပ်မှာဖြစ်ပါတယ်ကိုလိုလိုရေမနက်ပြမနက်မှာ online အစမ်းကျ one championship နောက်ဆုံးပွဲရှိတယ်ဗျာဒီပွဲပြီးတာနဲ့သူနားယူတော့မှာဆိုတော့နိုင်ငံတကာမှာဒီ MMA လောကမှာကျွန်တော်တို့မျက်နှာမငယ်ရအောင်သူရအကောင်းဆုံးချိန်နေမှာအကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ကစားသမားကိုမနှက်ပြန်မှကျွန်တော်တို့အတူတူဝန်းရံရအောင်ဗျဒီပွဲမှာဝက်ချက်ပြန်ရှက်ကအွန်လန်းကို Horror Film ကျင်းပပေးမယ်ထင်တယ်ဗျဆိုတော့ကျွန်တော်တို့တွေအတူတူဝန်းရံရအောင်ဗျမနေ့ကကစားတဲ့ပွဲတွေမှာကျွန်တော်ရဲ့မမတွေအနှုတ်200ထပ်ဖြစ်တယ်ဗျရိုမာအသင်းဘော်ဒီနဲ့ကျွန်တော်တို့ကြားတယ်ပြီးတော့ပါနာတီနိုင်ကိုစ်နဲ့အီဂဲနဲ့ကစားတဲ့ပွဲမှာကျွန်တော်ကပါနာတီနိုင်ကိုစ်ဘော်ဒီရွေးခဲ့တာပါနာတီနိုင်ကိုစ်ပွဲလည်းအနှုတ်100ထပ်ဖြစ်တယ်မနေ့ကသတူရရောင်ပွဲပေါ်တိုနဲ့ကဗီနာဇဗတာကစားတဲ့ပွဲမှာကျွန်တော်တို့ကဂိုးပေါင်းအပေါ်ရွေးခဲ့ပါတယ်။1 day 3 day မှာ မြန်မာကျင်းနဲ့ဆိုရင်နှုတ်25နှုတ်20လောက်ကျွန်တော်တို့တွေထပ်ပြီးတော့နေလာခဲ့တယ်ဒီနေ့ညမှာအဲ့ဒီကိုတွေကိုကျွန်တော်တို့ထပ်ပြီးတော့ပွဲထပ်ပေးမယ်ဗျာပြီးတော့ရောင်းပွဲလည်းကျွန်တော်တို့ထွက်မယ်ဆဲဝင်သွားတဲ့သူတွေအောက်မှာပါကြတယ်ရှိပါတယ်တွားရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ဘုံမောင်းနဲ့ဖူဟန်ကစားမဲ့ပွဲကမြန်မာစံတော်ချိန်တနအီခွဲမှာဖြစ်ပါတယ်မနေ့ကဒီနေ့တဲ့တွေ့ချိန်မှာပွဲစဉ်32မှာတွေ့တာဗျာဘုံမောင်းက10နဲ့နိုင်ပြီးတော့အဲ့ဒီပွဲမှာပေးခဲ့တဲ့ဂျေးတွေတရေနှုတ်90ပေါ်ဒီဂျေးပေးတယ်ကိုပေါင်းဂျေးက3အပေါင်း80ဖြစ်ပါတယ် လက်ရှိဘောပေါအသင်းဒီကစားသမားတွေအဓိကကစားသမားတွေအများကြီးထွက်ခွာသွားပေမဲ့ဒီဝယ်ထွားတဲ့ခန်းစစ်ကစားသမားတွေမမြန်အထိုင်ကျသွားတော့ကနိပြရဲ့အရေးသွေးပဲဗျတကယ်ကိုရှစ်ကျရပါမယ်လက်ရှိစုဘောအင်ကွင်းအဝေးကွင်း6ပွဲကစားပြီးချိန်မှာလီဗာပူးတသက်နဲ့ကိုပဲသူတို့ရှုံးထားတယ်ခန်းစစ်တိုက်စစ်ကြစ်ကြစ်လက်လက်နဲ့ကိုသွားနေတဲ့အသင်းဗျအင်ကွင်းမှာကစားထားတဲ့3ပွဲမှာရှုံးပွဲလုံးဝမရှိသေးဘူးပထမပိုင်းပေးကိုလုံးဝမရှိဘူးဒုတိယပိုင်းတောင်တကိုးပဲသူတို့ပေးထားတယ်ဒါကဘောမောအသင်းရဲ့လက်ရှိကာရွန်ဖောင် ဒီတင်းရဲ့ကြင်းအောင်မြင်မှုကိုကြည့်တဲ့အခါဗော်ဒီကျစုပေါင်းကစားထားတဲ့၆ပွဲမှာ၃ပွဲဗော်ဒီကျအောင်တယ်။၂ပွဲကအကောက်ရှုံးပြီးတော့၁ပွဲပဲသူကြေကျထားတာတွေ့ရတယ်။အင်ကွင်းမှာကစားထားတဲ့စုပေါင်း၃ပွဲမှာ၂ပွဲဗော်ဒီကျအောင်ထားတယ်။အင်ကွင်း၃ပွဲမှာ၂ပွဲဂိုးအောင်ထားတယ်။ဒါကဘုံမောက်အတင်းရဲ့ကြင်းအောင်မြင်မှုဖြစ်ပါတယ်။ဒီတဲ့မှာပွဲပဲကစားသမားမရှိဘူး။ဒီပွဲမှာ Clivet ကစားမယ်ဆိုကစားလို့ရနေတယ်။ဖွန်ဒါရောဘာနဲ့တွတ်တူလဲဆိုတော့ CDA ကဒီ Udinese တို့ Torino တို့လိုအသင်းပြ ပတ်ပြီးတော့လိန်နေတဲ့အသင်းဒီတမစင်အပိုးလောက်ပဲအမှတ်ကိုတွက်ပြီးတော့ကစားတဲ့အသင်းသူဒီသူကစားတဲ့ပွဲတွေမှာအပေါ်ပဲနေနေအောက်ပဲနေနေဒီတဲ့ကဒီထိုးသားရောက်ခိုင်နှုံးကိုကြည့်ပြီးတော့ကစားတဲ့အသင်းတွေထဲမှာပါတယ်လို့ပဲကျွန်တော်ကပြောချင်တယ်ဆိုတော့ဖူဟန်ပွဲတွေကိုဘရော့ပါမီးကုန်ရန်ကုန်မမဲနဲ့ဗျဒီတဲ့ကကျွန်တော်တို့မဲရမယ်တင်းထဲမှာဖူဟန်မပါဘူးစွပ်ပေါင်း၆ပွဲမှာအစောပိုင်း၄ပွဲဆက်သူဂိုးအောက်ကစားခဲ့ပြီးတော့နောက်ဆုံး၂ပွဲဆက်သူဂိုးပြန်ပေါ်ထားတယ် အဝေးကနိုင်ပွဲတရားသီးမှာလုံးဝမရှိသေးဘူးအဝေးဘက်မှာသူနဲ့အဆင့်တူ Brighton အသင်းကိုတော့တရေကစားပြီးတော့ Chelsea နဲ့ပြလာကိုသူရှုံးတာတယ်ဒုတိယပိုင်းဒီအသင်းဒီပေးဖို့များတယ်ဒါက Fulham အသင်းရဲ့လက်ရှိ Garden Form ပေါ့ Hannigar ကိုကြည့်ရင်၄ပွဲအထိသူကြည့်အောင်ထားတယ်ဗျအဝေးဘက်၃ပွဲကစားပြီးချိန်မှာတော့၁ပွဲပဲကြည့်အောင်ထားပြီးတော့၂ပွဲကြည့်ကြထားတယ် Fulham အသင်းဒီအိမ်ပွဲမှာ Borussia အောင်မြင်မှုအပိုင်းပုံများတယ်အသင်းရဲ့အဓိကတိုက်စစ်ကစားသမား Raul Jimenez နဲ့ဒီပွဲမှာပါဖို့မပါဖို့50 50ပဲမသိကြဘူး။ကျန်တဲ့သူတွေတော့ Fulham အသင်းမှာလူဆုံး ဒီဘက်ကပေးထားတဲ့စတဲ့ကြေးမှာဘောမောက်ကနေဝမ်ပေါင်း90ပေါ်ရီကြေးပေးတယ်ကိုပေါင်းကြေးက3အပေါင်း95ဆိုပြီးတော့ပေးထားတယ်အခုမြန်မာစံတော်ချိန်4:15မိနစ်မှာတော့ဘောမောက်တင်းကနေပေါ်ရီကြေးတရနှုတ်90ဖြစ်လာတယ်ကိုပေါင်းကြေးက2အနှုတ်80ဖြစ်လာတယ်ပေါ်ရီကြေးရောကိုပေါင်းကြေးရော10လောက်စီပြန်ကျလာတာကိုတွေ့ရတယ်ဒါပေမဲ့ပေါ်ရီကြေးတွေတရနှုတ်100ဝင်ရောကိုပေါင်းကြေးတွေ2နှုတ်100ဝင်ရောစတဲ့ကြေးနဲ့အတူတူပဲဗျာ ဆိုတော့ဒီနေသင်းဒီပရီးမီးယားလိမှာဂျိတ်များစွာတွေ့ဘူးတယ်တွေ့ဘူးတဲ့အထဲမှာဒီနေသင်းကြားဖွင့်လှစ်ဖွင့်ထားရှိတဲ့ဂျေးဒီအကြိမ်များစွာတရေနှုတ်50ဝင်ရောကနေတရေနှုတ်30တရေနှုတ်40တရေနှုတ်60 90လောက်ပဲခုလိုမျိုးတရေနှုတ်တရာဝင်ရောနဲ့ဖွင့်ခဲ့တဲ့ပွဲတော့တော်တော်နေတယ်ဗျဆိုတော့ဘီဂွေကဒီပွဲမှာကျွန်တော်တို့ကိုဂျက်တဘတ်နေခိုင်းတာလားဂျက်တဘတ်ကနေရွေးချယ်မှုမှားရင်တော့ခံဖို့1 is to off မှာဘုံမောက်အနိုင်ကို1.9ပေးထားတယ်ဖူအန်တဲနိုင်ကို၄ကြော်ပေးထားတယ်တရေကြရင်3.8ရရှိမယ် ဆိုတော့နိုင်ရင်တောင်တိုင်းနဲ့အသင်းတီကတ်နိုင်သွားမဲ့ဂျင်းမျိုးကိုသူဖွင့်ပေးထားတာပြီးတော့စိတ်ဝင်စားစရာကောင်းတော့ကဘိုတန်တူစကို yes or no အဲ့ဒီနှစ်ခုကိုဇာတူသဘောမျိုးဖွင့်ပေးထားတယ်နှစ်သင်းလုံးကိုသွင်းမဲ့နှစ်သင်းလုံးကိုမသွင်းဘူးကြိုက်တဲ့ဘက်ကနေအစတည်တိတ်မပွားဘူးဗျ1.79ရယ်1.95ရယ်ပထမပိုင်း45မိနစ်အတွက်ပေးထားတဲ့ဂျေးတွေကိုကြည့်တဲ့အခါပထမပိုင်းမှာအများဆုံးရရင်နှစ်သင်းပေါင်းသွင်းဖို့တဘိုးပဲဆိုတဲ့ဂျင်းမျိုးပေးထားတယ်တကယ်လို့များပထမပိုင်းမှာကိုရရင်ကိုသွင်းမဲ့အသင်းခါလဲဘုံပေါက်ဖြစ်လိမ့်မယ်ဆိုပြီးတော့သူကဂျေးဖွင့်ပေးထားတယ် ဒုတိယပိုင်းမှာလက်သင်းပေါင်းသွင်းကိုအများဆုံး9ဂိုးဖြစ်သွားနိုင်တယ်ဆိုတော့ကြေးပေးထားတယ်ဆိုတော့ဒီနေ့မှာပေးထားတဲ့မြန်မာကြေး9ပေါင်းကြေးရယ်ပထမပိုင်း45မိနစ်အတွက်ဖွင့်ပေးထားတဲ့9ပေါင်းကြေးရယ်ဒုတိယပိုင်း45မိနစ်အတွက်ဖွင့်ပေးထားတဲ့9ပေါင်းကြေးရယ်ဒါတွေအလုံးပေါင်းလိုက်ရင်တော့ဒီပွဲဖွင့်ပေးထားတဲ့ကြေးတွေဒီပြတ်တောက်မှုရှိတယ်ရှင်းတဲ့နောက်ညွတ်မှုရှိတယ်ဒီပွဲဟာပထမပိုင်း9ဂိုးလောက်မရဘူးဆိုရင်ဒုတိယပိုင်းသွင်းကိုအားနဲ့တော့ဂိုးမပေါ်တော့ဘူးဗျပထမပိုင်းမှာတကိုးရမှဒီပွဲကဂိုးပေါ်လိမ့်မယ်ဒါကတော့ဂိုးပေါ်ကစားချက်နဲ့ညီကိုတွေသတိပြုရမယ့်အချက်ပဲ တသိန်းချင်းစီရဲ့သွင်းကိုတွေကိုပေးထားတဲ့ကြေးကိုသွားကြည့်တော့မိနစ်90အတွင်းမှာဘုံမောက်တီတေချာပေါက်တကိုးရမယ်နှစ်ကိုးရဖို့တော့ဆူတောင်းဆိုတဲ့ကြေးမျိုးကိုပေးထားတယ်ဆိုတော့မိနစ်90အတွင်းမှာဘုံမောက်10ဆိုတဲ့ကြေးမျိုးကိုဖွင့်ပေးထားတယ်ဖူဟန်ကိုတော့မိနစ်90အတွင်းမှာတကိုးရရင်လည်းရမယ်မရရင်လည်းမရဖို့ဆိုတဲ့ပုံစံမျိုးဖွင့်ပေးထားတာဆိုတော့ဒီကြေးတွေအားလုံးအရာဒီပွဲတီ10ကကျွန်တော်တို့စပြီးတော့ကြည့်ရမယ်ပွဲ10မှာပဲရက်မလား11ဖြစ်သွားမလား21ဖြစ်သွားမလားအဲ့လိုမျိုးပုံစံကိုဖွင့်ထားတာဖြစ်ပါတယ် ဒီရာသီကြေးဖွင့်လှစ်မှုတွေကိုကြည့်တဲ့အခါအပေါ်သင်းနေတဲ့တရေကြမယ်လို့တွေးတဲ့ပွဲတွေမှာဘိုဂီဟာဘရုံးမှာတရေနှုတ်90တရေနှုတ်တရာဝမ်ပေါင်း90ဒါမျိုးတွေကိုသူဖွင့်လှစ်မရှိဘူးအပေါ်သင်းတရေကြမယ်လို့သူယူဆတဲ့ပွဲတွေမှာဝမ်ပေါင်း90လောက်အထိအပေါ်သင်းကိုကြေးပြင်းပြင်းထန်ထန်မြှင့်ပြီးတော့သူဖွင့်လှစ်ရှိတယ်တရေတစ်ပေါက်ကိုသူအပြည့်အဝယူသွားလိမ့်ရှိတယ် ဒါပေမဲ့အပေါ်အသင်းတွေနဲ့အနိုင်ဆုံးတရေတော့ကစားသွားနိုင်တယ်လို့အနိုင်ဆုံးတရေမချုံးနိုင်ဘူးလို့သူယူဆတဲ့အခါတရေနှုတ်90ဝင်ရောကနေပေါ်အသင်းကိုတရေနှုတ်60 80 90 1ပေါင်း90ကြားကိုသူပြင်းပြင်းထန်ထန်ဖွင့်ပေးတယ်။ဒါမှတရေကြတာနဲ့အကုန်ရပြီဆိုတဲ့ body out တွေကိုသူကြတာဝေါ့ဗျ။ဒီနေ့ပွဲမှာလည်းဒီဘုံမောင်အသင်းရဲ့တရေနှုတ်100ဆိုတဲ့ဒီ body change ဒီဖူဟန်အသင်းကို highlight လုပ်ပေးထားတာလို့ကျွန်တော်ကတော့ယူဆတယ်ဗျ။ ဒီနှစ်သိန်းဒီပုံမှန်နေသားဆိုတရင်နှုတ်90တရင်နှုတ်60လောက်ပဲဖွင့်ရမယ့်နေသားမှာဒီနေ့ဒီဝက်ပေါင်း90တရင်နှုတ်100ဆိုတဲ့ကြေးခါဘုံမောက်အသင်းအနံ့ရဖို့အတွက်လုံလောက်တဲ့ကြေးလို့ကျွန်တော်ကယူဆတယ်ဒီနှစ်သိန်းကိုလည်း level 2အသင်းနေလို့ကျွန်တော်ယူဆထားတာဖြစ်တဲ့အတွက်ဒီနေ့ဘုံမောက်ရဲ့ body ကြေးဒီတရင်နှုတ်100ပဲဖြစ်ဖြစ်တရင်နှုတ်90ပဲဖြစ်ဖြစ်ဝက်ပေါင်း90ပဲဖြစ်ဖြစ်ဒီဘက်မှာအများစုတန်တရာရှိနိုင်တဲ့ဘုံမောက်အသင်းရဲ့ body တကြောင်းတည်းကိုပဲကျွန်တော်ရွေးချယ်ပါတယ် အဆုံးအထိလိုက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအာတမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ